ဲ့ဖခင်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာသူကဖခင်နေရာမှာအစားထိုးပြီးတော့သူ့ညီကိုလေးတွေကိုထိန်းချောင်းပေးတယ်အားပေးတယ်အထူးသဖြင့်တော့နောက်ဆုံးသောအချိန်အထိပေါ့ညမထွေစီကပြောပါတယ်အဒီတို့ကသူ့ကိုအယားယာမှာအမြဲတမ်းဖေးမှ ထိန်းချောင်းသွားတဲ့သားတယောက်ဖြစ်တယ်ဆိုတော့ဆရာတို့ကြားတဲ့အတွက်ကြောင့်တော့အင်ပတန်ဂုဏ်ယူပါတယ် ်ကမိသားစုပေါ်မှာအင်ပတမတာဝန်ခြေတဲ့လူငယ်လေးတယောက် အထူးသဖြင့်တော့သူကဖခင်ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာပေါ့လေသူ့ရဲ့အမိဖြစ်တဲ့ဆရာညီမအန်တီထရေစီပေါ့အင်ပတမမထောက်ကူပြုတဲ့လူငယ်လေးတယောက်ဖြစ်တယ်အမှုပညာရှင်တယောက်ဖြစ်တယ်သူကအမှုပညာရှင်နဲ့တွဲဖက်ပြီးတော့မိသားစုကိုလည်းဥပိ္ပခာပြုတတ်တဲ့စိတ်မရှိဘူး သူအနုပညာဝါဒနာပါသလိုမိသားစုညီကိုတွေလိုပဲညီကိုတွေကိုလည်းအင်မတန်မှတောင်းစီကြီးစွာနဲ့တအားတရွေပေါ့နော်သူတတ်နိုင်သလောက်ထိန်းချောင်းပေးသွားတယ်အထူးသဖြင့်တော့ဘာတွေ့ရလဲဆိုတော့သူ့ရဲ့ဖခင်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာသူကဖခင်နေရာမှာအစားထိုးပြီးတော့သူ့ညီကိုလေးတွေကိုထိန်းချောင်းပေးတယ်အားပေးတယ်အထူးသဖြင့်တော့နောက်ဆုံးသောအချိန်အထိပေါ့ညမထရေစီကပြောပါတယ် အဒီတို့ကသူ့ကိုအယားယာမှာအမြဲတမ်းဖေးမှထိန်းချောင်းသွားတဲ့သားတယောက်ဖြစ်တယ်ဆိုတာကိုဆရာတို့ကြားတဲ့အတွက်ကြောင့်တော့အင်ပတန်ဂုဏ်ယူပါတယ်အန်တီထရီစီကတော့ဒီကနေ့ကြံရှိတဲ့နေ့ရက်မှာတော့သားကိုလွတ်ဆွတ်ချေးသားရဲ့ပံ့ပိုးခြင်းတွေကိုသူ လက်လွတ်ရပြီဆိုတော့သွေးသားတဘာဝလူသားမိခင်တယောက်အနေနဲ့ဘလောက်ဝမ်းနည်းမလဲဆိုတာကတော့ဆရာတို့အနေနဲ့ဒါစာနာမှုနဲ့တိုင်းထွာလို့မရပါဘူး သို့တော်လည်းပဲဆရာတို့မှာရှိသောယုံကြည်မှုအရာအသက်ရှင်သောဘုရားသခင်ကဆရာတို့ပေါ်မှာမေတ္တာရှိတယ်လွှမ်းခြုံမှုရှိတယ်ဟာဒီထရေစီပေါ်မှာလည်းသူဒီမေတ္တာအဖြစ်လွှမ်းခြုံထားတဲ့အတွက်ကြောင့်ဆရာတို့မိသားစုတွေကလည်းအားလုံးဝိုင်းဝန်းပြီးတော့ပေါ့နော်ဟာဒီထရေစီကိုလိုလေသေးမရှိဆက်လက်ပြီးတော့စောက်ရှောက်ကြီးစုဖေးမဆရာတို့မိသားစုတွေကတော့အင်ပတာစီးလုံးပါတယ်အရန်စီးလုံးတယ်မောင်နှမအားလုံး၈ယောက်ရှိတယ်တမိသားစုလိုပဲနေကြတယ် တူတွေသားတွေပေါ့နော်ဆိုတော့ဒါအန်တီထရေစီအနေနဲ့လည်းအားငယ်စရာမရှိပါဘူးဆရာတို့လည်းအားလုံးဝိုင်းပြီးတော့သူ့ကိုမိသားစုကဲ့သို့ဖေးမှာစောင့်ရှောက်သွားဖို့အစစ်အစစ်ရှိပြီးသားပါ Oh ယောက်အနေနဲ့တော့ဒီအပိုင်းမှာသူခံစားမှုကတော့ဆရာတို့အနေနဲ့ခွင့်ပြုရမှာပေါ့နော်ဒါလူသားဖြစ်တာဟုတ်အဲ့တော့သို့တော်လည်းပဲဆရာတို့အားလုံးရဲ့ဝိုင်းဝန်းဖိမှမှုနဲ့သူနှစ်သိမ့်ခြင်းအများကြီးရပါတယ်ဆရာတို့လည်းတတ်နိုင်သလောက်ပေါ့လူလေသေးမရှိအောင်ပေါ့ဒါတွေမကပေါ့ဆရာတို့ရှစ်မိုင်မှာရှိတဲ့အသင်းတော်ကလည်းဆရာကလည်းအသင်းတော်ရဲ့အသင်းဦးဆရာတယောက်လည်းဖြစ်တော့အသင်းတော်အနေနဲ့ရော အသင်းတော်ကချစ်ကြတဲ့ အတင်းတော်မိသားစုတွေအားလုံးကလည်းဝိုင်းဝန်းဖေးမာတဲ့အတွက်ကြောင့်ဒါသူ့အနေနဲ့စောက်တည်စရာစိတ်အေးချမ်းစရာရင်သက်စရာဖြစ်မယ်လို့ယုံကြည်ပါတယ်သို့တော်လည်းပဲဒါကတော့ဆရာတို့ဘက်ကပျော်မှန်းပြီးတော့ဖြစ်စေတာပေါ့မိခင်တယောက်ရဲ့မေတ္တာဆိုတာကတော့ဒါတိုင်းထွာလို့မရတော့ခံစားမှုတော့ရှိမယ်လို့ယုံကြည်တယ်လို့ဆရာတို့လည်းဒီခံစားမှုကိုတက်တာသွားဖို့ဘုရားရှင်ထံတော်မှာပဲဆုတောင်းပေးလျက်ရှိပါတယ်လို့ ဒီကျွန်တော်တူလေးဟာဘုရားသခင်မြစ်တာကိုဖိုးအေးဆုံးမခြင်းအဖြစ်၎င်းမိခင်ဖခင်တို့ရဲ့ထိတ်ကြောင်းလမ်းပြမှု အဖြစ်သော၎င်းသူ့ကြားတီမှာဒါပေမဲ့သူ့တက်တာမှာသူနဲ့တက်ဆိုင်သောစံတမှုနဲ့ယုံကြည်မှုနဲ့လက်ခံမှုနဲ့လောကုတ်တရားအတွက်ပြင်ဆင်သွားသောသူ ဖြစ်တယ်လို့ကျွန်တော်တို့တက်တည်နေအကြီးသူ့တက်တာအဖြစ်ကျွန်တော်တို့ဝမ်းမြောက်ရတယ် တော့တူတရားဘူးလို့ပါပေါကချီဘူးဒီအဒီတော့ तू ကအမှုပညာကိုအရန်ချစ်တယ်ဒီသက်တွေကိုလည်း तू तू ချစ်တဲ့ပရိသတ်နဲ့အမှုပညာသဘာဝတွေရှေ့မှာ तू ရက်တီပြသွားတယ်လို့ပဲဆရာတို့မြင်ပါတယ်သူ့မှာနှလုံးစတန့်ထည့်ထားတဲ့အခန်းရှိတယ်လေရှိတော့သူ့အနေနဲ့ဒါကိုအဓိကမထားဘဲနဲ့သူ့မှာရှိတဲ့အစွမ်းကုန်အင်အားနဲ့ အမှုပညာကိုချစ်လွန်အားကြီးလို့လို့နောက်ဆုံးအချိန်ထိပေါ့နော်သူထွက်တဲ့ပြုတဲ့အချိန်ထိ သူ့မှာရှိသောအမှုပညာကိုပေးသွားတယ်သူချစ်တဲ့ပြည်သက်ကိုဖျော်ပြသွားတယ်ဒါဟာအဒီနိုရဲ့ဇာနီစိတ်တလို့ဆိုရမှာပေါ့အမှုပညာပေါ်မှာကြီးမားသော သူ့ရဲ့စိတ်သက်သာမှုနဲ့စွမ်းဆောင်မှုဆိုတော့အမှုပညာအတွက်လဲဂုဏ်ယူစရာဖြစ်ပါတယ်အမီရောပြလိုက်ရင်ချင်းချင်းညနာတော့ ဘာသာတော်ယေရှုခရစ်တော်ပြတဲ့ကိရဲ့ခြေဆုတော်အန်ရှင်တော်ဝိနောပြတဲ့ကိရဲ့မိခါယဖွဲ့ခြင်းဝါမြောက်ခြင်းဤသက်ရှင်ကြံမာခြင်းရွှေလန်းကြီးကောင်းလာခြင်းသူယေရှုပေါ်တော်ဒီတိုင်းခဲ့တဲ့မိခင်ကြီးနဲ့တူယေဘုမမညာဦးရင်တော်ဆွေမျိုးမိခါယအရောက်ရှိလို့ပေါ်မှာယနေ့မှာဆာယေကာလအစဉ်ဆက်တဲ့ဖြစ်ရှိဒီနေ့ပါတော် ြောမယ်ဆိုရင်တော့သူ့ရဲ့နောက်ဆုံးခီးကအင်ပတန်မှဂုံရှိပါတယ်အင်ပတန်မှမင်္ဂလာရှိပါတယ်အင်ပတန်မှတင့်တယ်လှပါပါတယ်ဆိုတော့ဒါဟာရှာရုအနေနဲ့ပြောမယ်ဆိုရင်တော့ရှာရုယုံကြည်ကိုးကွယ်တဲ့ဘုရားရှင်မြတ်ဤကောင်းကြီးမင်္ဂလာလို့ပဲရှာရုအနေနဲ့ကတော့ဒါယုံကြည်၍ဝမ်းမြောက်မိပါတယ်လို့ကျေးဇူးပါကျေးဇူးတင်ပါတယ်